အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ညံလွာတုံတဲ့မောင်လုံးလားဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကရွာတရွာရဲ့အနားမှာအင်မတန်မဆောက်မြင်မာလာတဲ့ကြောက်တောင်ကြီးတောင်ရှိတယ်။အဲဒီကြောက်တောင်ကြီးမှာတပင်းနေမရှိတော့တဲ့အပြင်မြင်မာမဆောက်လို့နေတဲ့အတွက်ရွာသူရွာသားတွေဟာဘသူမှကြောက်တောင်ရင်ထိပ်ကို မတက်ရောက်နိုင်ကြဘူးတွေ တနေ့မှာတော့အဲဒီရွာမှာနေထိုင်တဲ့လဲပန်းရှင်တထေးကြီးရဲ့ဇနီးတထေးကတော်ကြီးဟာသူ့ခြံဝင်းထဲကရေရင်းစီ ရေချင်းရေချိုးဖို့အတွက်အိမ်ပေါ်ကနေဆင်းလာခဲ့တယ်။ရေရင်းကလည်းရေငင်ပြီးတော့ချိုးမဲ့လောက်ထားမှလဲဘင်းမှာဆွဲထားတဲ့ဗရမားလေတုံးကိုသတိပြုမိသွားတယ်။အော်ငါနဲ့ဗရမားလေတုံးကိုအိတ်ခမ်းဆောင်ထဲမှာချုပ်မထားခဲ့မိပါလား။တထေးကတော်ကြီးဟာဗရမားလေတုံးကိုချုပ်ပြီးတော့ရေရင်းပေါ်မှာတင်ထားလိုက်တယ်။ အဲဒီနောက်တတိကတော်ကြီးဟာရေရင်းထဲကနေရင်ငင်ပြီးအေးအေးရှိရှိရေချိုးနေတာပေါ့အဲဒီအချိန်မှာပဲခြံဝင်းပေါ်ကိုဝဲပြန်လာတဲ့လင်းယုံတကောင်ဟာနီးရဲနေတဲ့ဗရမယာကိုတွေးခဲတွေးသုံးလို့ထင်မှတ်ပြီးရုတ်တရက်တုတ်ချီသွားတော့တယ်ဟဲ့ဟဲ့လင်းယုံဆုံးငါလေတုံပြန်ပေးငါလေတုံပြန်ပေးလင်းယုံကြီးကတော့ဗရမယာလေတုံကိုခြေထောက်နဲ့ကုတ်ချီပြီးတော့ကြောက်တောင်ကြီးဘက်ပြန်တန်းသွားတော့တာပေါ့အောင်မလေးလှုပ်ကြပါအောင်လှုပ်ကြပါအောင်ငါရဲ့ဗရမယာလေတုံကြီး လင်းရောင်ချီသွားလို့လှုပ်ကြပါဦးတတိကတော်ကြီးရဲ့အော်ဟစ်တန်းချောင်းအိမ်ချိန်မင်းကလေးတွေနဲ့အိမ်နီးနာချင်းတွေအပြေးရောက်လာကြပြီးလင်းရောင်ရဲ့နောက်ကိုပြေးလိုက်ကြပေမဲ့လင်းရောင်ကြီးကတော့ကြောက်တောင်ရဲ့ထိပ်ပေါ်ထိပြန်တက်သွားပြီဟာလင်းရောင်ကြီးကကြောက်တောင်ထိပ်ပေါ်ပြန်တက်သွားပါလားအေကန်နာအဲဒီကြောက်တောင်ရဲ့ထိပ်မှာသူ့ရဲ့အတိုက်ရှိမယ်ထင်တယ်ဗျာဟုတ်တယ်ဗျတထဲကတော့ရဲ့ကမရလဲတော့ကိုသူ့ရဲ့အတိုက်စီခြီတော့တာပဲဖြစ်မယ် လေတွေကပြန်လာတဲ့လေပန်ရှင်တထေးကြီးဟာအချောင်းဆောင်တည်သွားတဲ့အခါကြင်ညာချက်ထုတ်လိုက်တော့တယ်။ကြောက်တောင်ထိတ်စီကိုလင်းယုံတုတ်ချီသွားတဲ့ဗရမားလေတုံးကို ပြန်ယူပေးနိုင်ရင်အဲ့ဒီလူကိုအတပြာငွေတစ်ထောင်ချီမြင်မယ်။အဲ့ဒီခေအခါတော့ကအတပြာငွေတစ်ထောင်ဆိုတာအင်မတန်တန်မိုးကြီးမားတဲ့အတွက်ရွာသားလူငယ်လူလတ်တွေဟာကြောက်တောင်ပေါ်တက်ပြီးတော့ဗရမားလေတုံးကိုရယူနိုင်ဖို့အမျိုးမျိုးစူးစမ်းကြတာပေါ့။ ဒါပေမဲ့ကြောက်တောင်ကြီးဟာအင်မတန်မတ်ဆောက်မြင်မာလာတဲ့အတွက်ဘသူမှကြောက်တောင်ရဲ့ထိပ်ဖျားစီမတက်နိုင်ကြဘူးတဲ့အဲ့ဒီကြောက်တောင်ကြီးကမတ်ဆောက်လွန်နေကွာဒီတိုင်းတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဟုတ်တယ်လှေကားထောင်တက်ဖို့လည်းမဖြစ်နိုင်ဘူးတောင်ကြီးကမြင့်လွန်နေကြာတော့လေကြောက်တောင်ထိပ်စီတက်ဖို့စူးစမ်းကြံစီသူတိုင်းဟာလက်လျှော့သွားကြတာပေါ့အဲ့ဒီရွာမှာညံအမျောအမြင်ရှိသလိုစူးစမ်းလုံးလာလဲရှိတယ်မောင်လုံးလာဆိုတဲ့လူငယ်တအူရှိတယ် တော်ရဲမှာဝါခုတ်ပြီးမိခင်မုတ်ဆိုးမကြီးကိုရှာဖွေကျွေးမွေးနေတဲ့မောင်နှုံးလာကလည်းကြောက်တောင်ကြီးရဲ့ထိပ်ဖြားပေါ်တက်ပြီးဗရမညာလေတုံးကိုရယူနိုင်ဖို့အမျိုးမျိုးကြံစားနေတဲ့သူလေးပုံတနေ့တော့မောင်လုံးလာဟာအကြံရပြီးတော့တော်ရဲဝင်လာခဲ့တယ်။သူဟာတောနဲ့ခဲကနွယ်ပင်တမျိုးကိုရှာပွေပြီးအဲ့ဒီနွယ်ပင်ကအသီးတွေကိုရာသလောက်ခူးဆွတ်တယ်။အဲ့ဒီနွယ်ပင်ဟာတွေ့သမျှအရာဝတ္ထုတွေကိုရပ်ပက်နွယ်တဲ့တတလို့အင်မတန်မှလည်းခိုင်ခန်းလာတယ်။ မောင်လုံးလာဟာနွယ်ပင်ကအသီးတွေကိုခူးဆွလာခဲ့ပြီးအိမ်ပြန်ရောက်တဲ့အခါအဲ့ဒီအသီးတွေကိုအချောက်လန်းတာပုံအဲ့ဒီလိုနဲ့နေတိုင်းလိုလိုတော်ရဲဝင်ပြီးနွယ်အသီးတွေကိုစုခူးဆောက်ဆောင်နေနွယ်အသီးတွေကိုနေပူလှမ်းတာလို့ခြောက်သွားတဲ့အခါအခုန်အင်းကိုခွာပြီးအစိတ်တွေကိုထုတ်ယူတယ်။အစိတ်တွေအများအများရလာတဲ့အခါမှာတော့အိတ်တလုံးနဲ့ထည့်ပြီးကြောက်တောင်ကြီးစီကိုသွားတာပေါ့အဲ့ဒီနောက်သူဟာကြောက်တောင်ကြီးရဲ့အရှိတ်အချမ်းကနေနွယ်အစိတ်အိတ်ကိုလွှဲပြီးတက်နိုင်တဲ့လောက်ကုတ်ကတ်တတဲ့ အဲဒီလိုကြောက်တောင်ကြီးရဲ့သုံးပုံတစ်ပုံလောက်ထိတက်လာနိုင်ပြီးနောက်မဆောက်လာတဲ့အပေါ်ပိုင်းကိုစက်မတက်နိုင်တော့ဘူးပေါ့။အင်းဒီနေရာအထိတော့တချို့သူတွေတက်နိုင်ခဲ့ကြတယ်။တောင်ထိပ်ပေါ်တော့ဘယ်သူမှမတက်နိုင်ကြဘူး။ဒါပေမဲ့ငါကတော့ရအောင်တက်ရမယ်။မောင်လုံးလာဟာရောက်တဲ့နေရာမှာရက်လိုက်ပြီးနွယ်စည်းတွေကိုအိတ်ထဲကနေထုတ်လိုက်တယ်။အဲဒီနောက်လက်နဲ့ဆုပ်ဆုပ်ပြီးတော့ကြောက်တောင်ကြီးရဲ့အပေါ်ကိုဖြစ်တင်တော်တယ်။ သူပြစ်တင်လိုက်တဲ့ຫນွေစည်းတွေကတတော်များများဟာကြောက်တောင်ကြီးရဲ့အပေါ်ပိုင်းမှာရှိတဲ့ကြောက်ကြိုကြောက်ကြားလေးဝင်သွားပြီးအချို့ຫນွေစည်းတွေကတော့ကြောက်တောင်ကြီးရဲ့အောက်ဘက်စီကိုပြန်လွင်ကြလာတာပေါ့ကြောက်တောင်ကြီးပေါ်ຫນွေစည်းတွေအကုန်အောင်ပြစ်တင်ပြီးတဲ့နောက်မောင်လုံးလာဟာရွာကိုပြန်လာခဲ့တယ်မိုးရသည်ရောက်လာပြီးတဲ့အခါမှာတော့ຫນွေစည်းတွေကလည်းຫນွေပင်တွေပေါက်လာပြီးຫນွေပင်တွေရဲ့ထုံစံတိုင်းတွေးသမျှကြောက်တုံးကြောက်ဆောင်ကြောက်ခဲတွေကိုရစ်ပတ်လိုက်ပြီးတော့ဆက်ຫນွေတက်လိုက်နဲ့ရှင်တန်းလာတာပေါ့ တချို့နွယ်တွေဟာတောင်ကြီးရဲ့အပေါ်ပိုင်းစီကိုနွယ်တက်သွားကြတယ်လို့တချို့နွယ်တွေကတော့ကြောက်တောင်ကြီးရဲ့အောက်ဘက်စီဆင်းလာကြတယ်။ဒီလိုနဲ့လာအတန်းကြတဲ့အခါမှာတော့ကြောက်တောင်ကြီးရဲ့နေထွက်ရာဘက်အချမ်းမှာနွယ်ပင်တွေဖုံးလွှမ်းနေခဲ့ပါပြီ။ဒီတော့မှမောင်လုံးလာဟာလွယ်အိတ်အလုတ်ကလေးတစ်လုံးကိုလွှဲပြီးကြောက်တောင်ကြီးစီကိုထွက်လာခဲ့တယ်။ကျောက်တောင်ကြီးစီရောက်တဲ့အခါမှာကျောက်တောင်ကြီးရဲ့အရှိတ်ဘက်ချမ်းကိုသွားပြီးကျောက်တောင်ဘုံကိုတက်လာတယ်။ ကြောက်တောင်အမြင့်ရဲ့သုံးမှုတစ်ပုံလောက်အရောက်မှာတော့ကြောက်တောင်ပေါ်ကနေနှွေစင်းနေတဲ့နှွေပင်တွေကိုဆွဲကင်ပြီးကြောက်တောင်နေရန်ကိုခြေကန်တက်တော်ရာပုံကြောက်တောင်အမြင့်ရဲ့သုံးမှုနှစ်ပုံအရောက်မှာတော့တောင်ထိပ်စီနှွေတက်နေတဲ့နှွေပင်တွေကိုအားပြုပြီးဆက်တက်ခဲ့တယ်။ဒီလိုနဲ့မောင်လုံးလာဟာကြောက်တောင်ရဲ့ထိပ်ပိုင်းစီကိုအောင်အောင်မြင်မြင်တက်နိုင်လာခဲ့တယ်။တောင်ထိပ်နာရောက်မှာတော့လင်းယုံကြီးအတိုက်ဖွဲ့နေထိုင်ရာကြောက်လိုင်ပေါက်ကိုတွေ့လဲရတယ်။ ။အဲဒီအချိန်မှာလင်းယုံကြီးဟာအဆာရှာထွက်နေတဲ့အတွက်လှိုင်ပေါက်မှရှိမနေဘူး။မောင်လုံးလာလဲလှိုင်ပေါက်သေးကိုလေးပတ်ထောက်ဝင်းလင်းယုံကြီးရဲ့အတိုက်ဖြစ်ရာလှိုင်ထဲမှာဗရများလေတုံနဲ့တူလဝတစားယေဒနာအထဲသူ့ကိုတွေ့မြင်ရတာကြောင့်မောင်လုံးလာလေးလည်းအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။သူဟာဗရမ ्या လေတုံးနဲ့တူယတနာတွေကိုအိတ်လေးတွေကိုထည့်ပြီးတော့လွှဲလိုက်တယ်။အဲဒီနောက်နွယ်တွေကိုအားပြုပြီးကြောက်တောင်ရင်အောက်ကိုသူပြန်ဆင်းသက်လာခဲ့တယ်။ မြေပြင်စီရောက်တယ်ဆိုရင်ပဲမောင်လုံးလာဟာလေပန်းရှင်တထေးကြီးရဲ့အိမ်ကြီးသွားပြီးတထေးတော်ကြီးပျောက်သွားတဲ့ဗရမများလေတော်ကိုကျွန်တော်ပြန်ယူလာနိုင်ခဲ့ပါပြီလို့ပြောပြီးသူ့အိတ်ထဲကရတနာတဲတွေကိုတထေးစနီးမောင်နှံရဲ့ရှိကစပွဲပေါ်တုံချလိုက်တော်တယ်တထေကတော်ကြီးလည်းဆုံးရှုံးပြီလို့မှန်ယူထားတဲ့သူမရဲ့ဗရမများလေတုံကိုပြန်ရတဲ့အတွက်အင်မတန်ပျော်ရွှင်သွားတာပေါ့လေပန်းရှင်တထေကြီးကကြောက်တောင်ထိတ်စီဘလို့တက်ပြီးယူနိုင်ခဲ့တာလေလို့မေးမြန်းတဲ့အခါ မောင်လုံးလာက သူ့ကြိုးစားကြံစည်လှုံ့ဆောင်ခဲ့ပုံကိုပြောပြရင်မောင်လုံးလာရဲ့ကြိုးစားကြံစည်ခဲ့ပုံအလုံးစုံကိုကြားသိသွားရတဲ့လေပိုင်ရှင်တရေကြီးဟာဂုံပြူစကားပြောဆိုခဲ့တယ်။တော်ပါပီရဲ့မောင်လုံးလာရဲ့မင်းဟာလူငယ်တလောက်ညံကိုလွှာသုံးတက်ပြီးကြိုးစားလုံးလာရှိရင်ရဲစွမ်းတတိရှိရဲ့သူပါပဲ။မင်းအတွက်ဂုံယူပါတယ်။ဒီပြင်လက်ဝက်လက်စားယတနာတွေဟာလင်းယုံကြီးဘယ်နေရာဌာနကဘယ်တော့ကလေးကတုတ်ချီလာခဲ့တာတွေလည်းမသိဘူး။ အဲ့ဒီယေရနာဒဲတွေကတော့ဦးတို့နဲ့မဆိုင်လို့မောင်လုံးလာပဲယူပါမင်းကိုတော့ဦးလှက်လက်လေးလေးချီကျူပါရဲကွယ်လေပိုင်းရှင်တထေးကြီးဟာသူ့ရဲ့ဂတိအတိုင်းအသက်ပြားတစ်ထောင်ချီးမြှင့်တဲ့အပြင်ဗဒမြားလေတော့ကလွယ်လို့ကျန်တဲ့ယေရနာဒဲတွေအားလုံးမောင်လုံးလာကိုပေးအပ်လိုက်တယ်ဒီလိုနဲ့မောင်လုံးလာဟာချမ်းသာကြွယ်ဝသွားတဲ့အတွက်သူ့ရဲ့မိခင်ကြီးကိုအိမ်ကောင်းရာကောင်းနဲ့ထားနိုင်ပြီးဒါမီနှစ်ယောက်ဟာချမ်းချမ်းသာသာပျော့ပျော့ရွှင်ရွှင်နေထိုင်သွားကြပါတော့တဲ့ကွယ် အခုတင်ဆက်ပေးမှာကတော့လူနုံနဲ့နွားတကောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။တခါတော့ကအလွန်နုံအားတဲ့လူတစ်ယောက်ရှိတယ်။အဲ့ဒီနုံအားတဲ့သူဟာသူ့မွေးထားတဲ့နွားတကောင်နွားစကြမလှုပ်ချောင်းရင်ပျောက်ဆုံးသွားလို့ရှာဖွေနေတာပေါ့။အဲ့ဒီလူနုံဟာသူ့နွားပျောက်သွားတာကိုရှာဖွေရင်မတွေ့ရှိလို့စိတ်မောလူမောနဲ့တပြင်းအောင်မထိုင်ပြီးတော့အမောပြေနေခဲ့တယ်။ အဲ့ဒီအချိန်မှာလူတယောက်ကနွားတကောင်ကိုဆွဲပြီးအပြည့်အလွှားသွားတာကိုတွေ့လိုက်ရတော့ဝမ်းသာသွားတယ်။ဌာနဲ့လူနှုံကလည်းနွားပြောင်နေတာကြောင့်မလို့နွားဆဲသွားတဲ့လူနောက်ကိုအပြေးလိုက်ပြီးနွားကိုအမျိုးမျိုးကြည့်ရဲ။ဒီတော့နွားဆဲသွားတဲ့လူကမေးတယ်။အတင်ပါကြောင့်ကျွန်ုပ်နွားကိုစစ်စစ်ဆက်ဆက်ကြည့်နေရတာလဲ။အတင်ကျွန်ုပ်နွားကို ကြည့်ရှုလို့မရပါနဲ့။ထိုအခါနွားပြောက်တဲ့လူနှုံကလည်း ကျွန်တော်နွားစကြက်မှာလှစ်ကြောင်းရင်ပျောက်ဆုံးသွားလို့တင်ဆွဲလာတဲ့နွားကိုကျွန်ုပ်နွားဟုံမဟုတ်ကြည့်ရှုတာပါလို့ပြောဆိုရင်းထိုဘက်ကနွားဆွဲလာတဲ့သူကအသင်ကိုယ်တိုင်နွားဝင်းမြူထားတာမဟုတ်ဘူးလားမွေးမြူထားတဲ့နွားကိုမမှတ်မိဘူးလားအသင်နွားဘလို့ရောင်ရှိတယ်ဆိုတာသိထားတဲ့နဲ့အသင်ဟာနှုံချလုံးသူသားဖြစ်တယ်လို့ပြောပြီးထွက်သွားခဲ့တယ်။ဒီတော့နွားပြောက်တဲ့လူကလည်းစဉ်းစားမိရဲ့ဒီလိုပြောတာဟုတ်ပေသားပဲတကယ်ဆိုငါနွားကိုမှတ်သားထားတဲ့နဲ့ လူနှုံကအဲ့ဒီလိုစဉ်းစားပြီးဆက်ရှာတာပေါ့ဒီလိုနဲ့တောအုပ်ထဲကိုရောက်တော့တဲအိမ်ကြီးမှာနွားတကောင်ကိုခြိနှောင်ထားတာတွေ့လိုက်ရတယ်။နွားပြောက်တဲ့လူနှုံလည်းဝမ်းသာသွားပြီးတဲဘေးမှာခြိနှောင်ထားတဲ့နွားကို အမျိုးမျိုးကြည့်ပြီးတော့စဉ်းစားတယ်။ငါမွေးထားတဲ့နွားကအယောင်ပါတယ်။ဒီနွားကလည်းအယောင်ပါတယ်။ငါနွားကလည်းဂျိုးနှချောင်းပါတယ်။ဒီနွားကလည်းဂျိုးနှချောင်းပါတယ်။ငါနွားပဲဖြစ်ရမယ်။လူနှုံကအဲ့ဒီလိုတွေးပြီးခြိနှောင်ထားတဲ့နွားကိုဖြုတ်ယူတာပေါ့။ အဲ့ဒီအချိန်မှာတဲအိမ်တွေကလူတယောက်ထွက်လာပြီးနွားကြိုပြုတ်နေတဲ့လူနှုံကိုတွေ့တာနဲ့အတင်ကျွန်ုပ်နွားကိုခိုးယူဖို့ကြံနေတာမဟုတ်လားအတင်ကိုကျွန်ုပ်နွားခိုးမှုနဲ့လူကြီးကိုတိုင်တန်းရမယ်လို့မေးလိုက်တယ်။ဒီတော့လူနှုံကလည်းကြောက်သွားတယ်။ကျွန်ုပ်အတင်နွားကိုခိုးယူခြင်းမဟုတ်ပါကျွန်ုပ်နွားစကြံမှာလှုပ်ချောင်းရင်ပျောက်ဆုံးသွားလို့ရှာဖွေနေတာပါ။အခုကျွန်ုပ်နွားကိုတွေ့ရယူဆောင်ရန်ဖြစ်ပါတယ်လို့ပြောဆိုလိုက်တယ်။ဒီတော့တဲအိမ်တွေကထွက်လာတဲ့လူကလူနှုံကို တင်ရခုတွေ့တဲ့နွားဟာကျွန်ုပ်နွားအစစ်သားဖြစ်ပါတယ်။လေထွန်ရင်ခဏချီနှောင်ထားခြင်းသာဖြစ်ပါတယ်။အတင်ကကျွန်ုပ်နွားကိုတွေ့ရှိပြီးအတင်နွားလို့စကားဆိုလာတယ်။အတင်ပျောက်ဆုံးသွားတဲ့နွားတွေအဘဲသို့သောအမှန်သာပြုလုပ်ထားပါသလဲတဲ့။ထိုအခါလူနှုံကစဉ်းစားမိပြီးတော့ပြန်ပြောလိုက်တယ်။ကျွန်ုပ်နွားကအတင်နွားလို့အယောင်ရှိပြီးဂျိုးနှချောင်းလည်းရှိပါတယ်တဲ့။ဒီတော့တဲအိမ်ကလူကလည်း အတင်နွားကကျွန်ုပ်နွားလိုအယောင်စင်းနဲ့ဂျုံနှချောင်းရှိတာအမှန်ဆိုလျင်ကျွန်ုပ်မေးပါအောင်မယ်အတင်နွားကိုဘာအစာများကြွေးပါသလဲထိုအခါနွားပြောက်တဲ့လူနှုံကကျွန်ုပ်မြတ်သားလျင်ကြွေးမွေးသူဖြစ်ပါတယ်လို့ဆိုလိုက်တယ်ဒီတော့တဲရင်ကလူကအတင်ဆိုစကားအတိုင်းဒီနွားဒီအတင်နွားမဟုတ်တော့ပါဟောရီမာကြည့်ရှုပါလို့ဆိုပြီးနွားချီကိုပြလိုက်တယ်ဒီတော့လူနှုံဟာနွားချီကိုကြည့်လိုက်တယ် နွားချီရဲမှာမျက်မှတ်ပါပဲနဲ့ဖွဲနှုနဲ့ကောက်ရွေတွေကိုပဲတွေ့ရတယ်။ဒီတော့လူနှုံလဲတဲရင်ကလူကိုတောင်းပန်ပြီးပြန်လာခဲ့တာပေါ့။ဒါနဲ့ရွာကိုပြန်ရောက်တော့သူ့ရဲ့နွားကိုရွာခွေလို့မရပဲဖြစ်နေခဲ့တယ်။လူနှုံရဲ့တဲ့င်းကိုကြတော့ဘာကြီးဖြစ်သူကရောက်လာပြီးမင်းဟာအဆအဆအရာရာနှုံအလုံးလုံးမွေးထားတဲ့နွားကိုအခုထိရွာခွေလို့မရသေးဘူး။မင်းဆက်ပြီးနှုံချနေရင်တန်မိုးရှိမှာမဟုတ်တော့လို့ မင်းဘာကြောင့်နှုံအားရတာလဲဆိုတာစဉ်းစားပြီးငါ့ကိုပြောပြရမယ်လို့ပြောလိုက်တယ်။အဲဒီလိုပြောပြီးဘာကြီးဖြစ်သူကပြန်သွားတာပေါ့။ဒါနဲ့လူနှုံကလည်းသူ့ကိုယ်သူပြန်ပြီးစဉ်းစားတယ်။ဘာကြီးပြောတယ်လို့ငါဆက်ပြီးနှုံချနေရင်တန်မိုးရှိမှာမဟုတ်ဘူး။ငါနှုံချမှုกินပြီးတော့တန်မိုးရှိအောင်နေရမယ်။လူနှုံကအဲဒီလိုတွေးပြီးသူ့ပြောက်သွားတဲ့နှွားကိုဆက်ရှာတယ်။ ဒါပေမဲ့လူနှုံဟာသူ့ပြမေရဲ့နှွားကိုဘလို့ရှာရှာရှာဖွေလို့မတွေ့တော့တာကြောင့်တပင်ကြီးအောင်မှအိမ်မောကြသွားခဲ့တယ်။အဲ့ဒီအချိန်မှာတပင်ဆောင်နှက်ကလူနှုံအိမ်မောကြနေတာကို တွေ့ပြီးတော့တနာသွားတယ်။ဒါကြောင့်တပင်ဆောင်နှက်ကတောအုပ်ထဲမှာတွေ့ရဲ့နှွားကိုလွှတ်လိုက်တယ်။လူနှုံကလည်းတပင်ကြီးအောင်မှအိမ်ရင်အိမ်ရာကနိုးပြီးတော့ကြည်လိုက်တယ်။တပင်ကြီးရဲ့မနီမဝေမှာရှိတဲ့မြက်တော်ထဲမှာမြက်စားနေတဲ့နှွားတစ်ကောင်ကိုတွေ့လိုက်ရတယ်။ လူနှုံဟာမျက်စားနေတဲ့နွားစီကိုသွားကြည့်ပြီးစဉ်းစားမိရပုံငါးပါကြီးကငါးနှုံချနေရင်တန်ဖိုးမရှိဘူးလို့ပြောတယ်ဒီတော့ဒီနွားကိုတန်ဖိုးရှိမရှိကြည့်ရမယ်လူနှုံကနွားကိုအခါခါကြည့်ရဲနွားကလူနှုံမွေးထားတဲ့နွားဆိုတော့ထွက်မပြေးပဲညင်ပြီးတော့နေဒီတော့လူနှုံကဒီနွားကနေရိုင်းဆိုရင်တော့ငါနားမှာနေမှာမဟုတ်ဘူးမရင်ဖြစ်လို့ငါ့ကိုအနာကခံတာနွားရောင်ကလည်းငါမြင်ဘူးလို့အနဲ့ရောင်ပဲ ဂျိုးကလည်းနှစ်ချောင်းပဲဒါပေမဲ့ဂျိုးတစ်ဖက်ပြားစောင်းနေလို့ငါညင်အောင်ဓာတ်နဲ့လှီထားခဲ့တာဟုတ်ပြီဒီနွားကငါပြောက်သွားတဲ့နွားပဲလို့တွေးပြီးဝန်သားအရာနွားကိုဆွဲပြီးဘာကြီးစီကိုသွားတာပေါ့သူ့ဘာကြီးအိမ်ကိုရောက်တော့ဘာကြီးကျွန်ုပ်ပြောက်သွားတဲ့နွားပြန်တွေ့ပြီလို့ပြောလိုက်တယ်။ဘာကြီးဖြစ်သူကနွားကိုကြည့်ပြီးတော့အံ့ဩသွားတယ်။လူနုံပြန်တွေ့ခဲ့တဲ့နွားကဘာကြီးဖြစ်သူပျောက်ဆုံးသွားတဲ့နွားဖြစ်နေတယ်။အဲဒါကြောင့်လူနုံကို မင်းဒီနွားကိုဗမာတွဲခဲ့တာလဲပြောစမ်းလို့မေးတာပေါ့ဒီတော့လူနုံကလည်းတောဆက်မှာမျက်စားနေတာကိုတွေ့လို့ဆွဲလာတာပါလို့ဖြေဒီတော့မှဘာကြီးဖြစ်သူကမင်းအတော့ကိုနှုံချပါလားဒီနွားကငါပြုတ်သွားတဲ့နွားကွာမင်းဒီနွားကိုကြောင်းနေတာမဟုတ်လားမင်းမှတ်မိလို့တော်သေးတယ်တဲ့ဒါနဲ့လူနုံလည်းသူမျက်စားနေတဲ့နွားကိုသူ့နွားမှတ်ပြီးဆွဲခဲ့တာကိုသိသွားတာပေါ့အဲ့ဒါနဲ့သူ့မွေးထားတဲ့နွားကိုဆက်ရှာဖို့ထွက်သွားတယ် ဒါပေမဲ့ရှာဖွေလို့မရလို့စိတ်ညစ်ပြီးတော့တပင်ကြီးအောင်မှအိမ်ကြီးတယ်။အဲ့ဒီတော့တပင်ဆောင်နှက်ကလူနှုံကိုကြည့်ပြီးတော့လူနှုံကတော့နှုံချနေတော့မှပဲဒီလူနှုံမူဝေးအောင်လို့ငါကြံမဖြစ်မဲလို့တွေးတော့ပြီးတောအုပ်ထဲမှာရှိတဲ့နှွားတကောင်ကိုလှလိုက်တယ်။လူနှုံလည်းအိယာကနိုးပြီးကြည့်လိုက်တော့နှွားစကြက်မှာနှွားတကောင်ကိုတွေ့လို့သွားကြည့်ရဲ့။ဒါပေမဲ့လူနှုံကသူ့တွေ့ရဲ့နှွားကိုအခါခါကြည့်ပြီးစဉ်းစားလိုက်မိတယ်။ ဒီတခါငါမရင်ငါနွားရတော့မှာမဟုတ်ဘူးတဲ့အဲ့ဒီလိုတွေးပြီးနွားကိုအမျိုးမျိုးကြည်တာပေါ့စိတ်ချသွားမှသူ့ရဲ့နွားကိုဆွဲလာခဲ့တယ်အဲ့ဒီတော့လူတယောက်ကရောက်လာပြီးသူ့ဆွဲလာတဲ့နွားကိုရောင်းဖို့ပြောတယ်ဒီတော့လူနုံကကြုံနွားရောင်ကနတ်တယ်ချိုးကတိုးတယ်ကြုံနွားအစ်ဖြစ်လို့မရောင်းနိုင်ဘူးလို့ပြောလိုက်တယ်ဒါနဲ့လူနုံလည်းနွားကိုဆွဲပြီးဗာကြီးစီကိုပြန်လာခဲ့တယ် လူနုံရဲ့ဗာကြီးကလူနုံဝင်ထားတဲ့နွားအစစ်အမှန်ကိုတီးလိုက်ရတော့ဝမ်းသာသွားတာပေါ့လူနုံလည်းသူ့နှုံချလုံးလို့လူတကာအထင်သေးခံရတာကိုတွေ့ပြီးတန်မိုးရှိအောင်အမြဲတမ်းညံမျောမြင်နေနေထိုင်သွားပါတော့တဲ့ကွယ်အခုတင်ဆက်ပေးမှာကတော့မြင်းတဲ့လူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင် တခါတော့ငါမောင်ညိုးလို့ခေါ်တဲ့လူတယောက်ဟာခရီးသွားရင်လမ်းမှာမြန်ဆားနေတဲ့မြင်းတကောင်ကိုတွေ့လို့မြင်းပိုင်ရှင်ကိုအသက်ပြတရားပေးပြီးတော့ဝယ်လာခဲ့တယ်။မောင်ညိုးဟာမြင်းကိုဝယ်လာပြီးသူ့အိမ်ကိုရောက်တော့မြင်းရဲ့အပြစ်ကိုကြည်ရပုံ။မောင်ညိုးမြင်းကိုကြည်ရောခြေထောက်တစ်ဖက်မကောင်းဘူးဆိုတာသိလိုက်ရတာနဲ့ဝယ်လာတဲ့မြင်းကိုဆွဲပြီးရောင်းချလိုက်တဲ့မြင်းပိုင်ရှင်ကိုသွားပြောတယ်။အစ်တင်မြင်းပိုင်ရှင်ကျွန်တော်အစ်တင်မြင်းကိုအသက်ပြတရားပေးဝယ်ခဲ့ပါတယ်။ ဒါပေမဲ့အတင်ရောင်းချလိုက်တဲ့မြင်းဟာကျွန်ုပ်ပေးခဲ့တဲ့အတပြားတရားနဲ့မတန်တော့ပါအတင်မြင်းခြေထောက်မှာထန်းရရှိလျက်ကျွန်ုပ်ကိုလိန်ညာရောင်းချခဲ့ခြင်းဖြစ်ပါတယ်ဒီတော့မြင်းပိုင်ရှင်ကအတင်ကျွန်ုပ်တန်ပေးခဲ့တဲ့အတပြားတရားထက်ကျွန်ုပ်မြင်းကခြေထောက်တွင်ထန်းရရှိတော့လေတန်မိုးရှိပါတယ်အတင်အကြံဉာဏ်နဲ့တုံးကြည့်ပါလို့မောင်ညိုကိုပြောလိုက်တယ်ဒီတော့မြင်းဝယ်ခဲ့တဲ့မောင်ညိုလည်းမြင်းကိုဆွဲပြီးအိမ်ကိုပြန်လာတာပေါ့ အင်ရောက်တော့မောင်ညိုကမြင်းမှန်ရှင်ရဲ့စကားကိုကြားပြီးမြင်းကိုတန်ဖိုးရှိအောင်ဘလို့သုံးရမလဲဆိုတာစဉ်းစားတယ်။ဒါပေမဲ့မောင်ညိုဟာအကြံကောင်းညံကောင်းမထွက်နိုင်လို့မြင်းကိုနေ့စဉ်အစာကျွေးပြီးမြင်းခြေထောက်ကဒဏ်ရာကိုပြုစုပေးတယ်။မင်းရေငါမင်းကိုတနာတယ်တကယ်ဆိုမင်းပိုင်ရှင်အဟောင်းဟာမင်းတန်မိုးရှိရဲဆိုတာသိရနေမဖြူစုပဲထားထားတာအံ့ဩစရာပဲလို့ပြောပြီးမင်းကိုပြူစုတာပေါ့တနေ့မောင်ညိုဟာ သူ့ဝင်လာတဲ့မင်းကိုအစားစားဖို့ကြောင်းနေတဲ့ချင်း လူတယောက်ကမောင်ညိုဝင်လာတဲ့မြင်းကိုကြည့်ပြီးတော့ပြောလိုက်တယ်။မိတ်ဆွေအတင်ဝင်လာတဲ့မြင်းမဟုတ်လား။စစ်ပြက်စရာကောင်းလိုက်တော့ဒီမြင်းကစိုးလုံးလို့သူ့ပိုင်ရှင်အဟောင်းကပြစ်ပယ်ထားတာ။မိတ်ဆွေမလေးလားမစူးစမ်းပဲဝဲယူလာခဲ့တယ်။ဒီမြင်းကိုမဝဲမြူတင်ဘူးတဲ့။မောင်ညိုလည်းအဲ့ဒီလူရဲ့စကားကိုကြားပေမဲ့မြင်းအပေါ်ကျင်နာတဲ့စိတ်ထားရှိတော့စိတ်မပြတ်ဘူးပေါ့။အဲဒီလိုနဲ့မောင်ညိုမြင်းကြောင်းနေတော့လူတယောက်ယောက်လာပြန်နေမျက်စားနေတဲ့မြင်းကိုကြည့်ပြီးတော့ မိတ်ဆွေဝင်လာတဲ့မြင်းလားဒီမြင်းကအမြဲတမ်းပေကက်ကက်နိုင်လို့သူ့ပိုင်ရှင်အဟောင်းကပြန်ရောင်းခဲ့တာမိတ်ဆွေဝဲခဲ့တဲ့အတပြားတန်ဖိုးကတော့ဆုံးပြီလို့ပြောပြန်နေမောင်ညိုကအဲ့ဒီလူစကားကိုကြားပေမဲ့မြင်းအပေါ်တနာတဲ့စိတ်ထားကြောင့်စိတ်မပြတ်ပဲမြင်းကိုအစာကျွေးရင်ခြေောက်ကတန်ရာကိုပြူစုပြီးတော့ကောင်းသွားတာပေါ့မြင်းကအစာကောင်းစားပြီးကျင်နာတတ်တဲ့မောင်ညိုကြောင့်တာမာထွားချိန်နဲ့မြင်းတကောင်ဖြစ်လာခဲ့တယ် မောင်ညိုကတော့သူပြုစုကျွေးမွေးလို့တာမထွားကြင်ပြီးတခင်ပေါ်တိတဲ့တယ်မြင်ကြောင်းဝမ်းသာနေတာပေါ့ဒါကြောင့်မောင်ညိုဟာမြင်းကိုတန်မိုးရှိလာအောင်ဘလို့လုပ်ရမလဲလို့အကြံဉာဏ်ထုတ်ပေမဲ့မရလို့အိမ်မှာပဲထားလိုက်တယ်။တညာမောင်ညိုဟာလဲထွန်ပြီးမောပန်းလို့အိမ်မောကြသွားတယ်။အဲ့ဒီချိန်မှာတကိုးနှစ်ယောက်ကမောင်ညိုရဲ့နှွားကိုခိုးယူဖို့တိုင်ပင်ပြီးတော့လာကြတယ်။မောင်ညိုလည်းအိမ်မောကြနေတော့ဖဲသိပါမလဲ။မောင်ညိုအိမ်ယာကနိုးပြီးလဲထွန်သွားဖို့နှွားကိုကြည့်ရဲ့ နွားတကောင်မှမတွေ့သလိုမြင်းကိုလည်းမတွေ့ရတော့တခိုးကိုသွားမှန်းသိလိုက်ရပြီနွားကလဲထွန်ရလို့ပင်ပန်းပြီးတခိုးနောက်ကိုပါသွားတာမဆမ်းပါဘူးမြင်းကတံမာထွားချိန်ပြီးတခိုးနောက်ပါသွားတာအံ့ဩစရာပဲဒီမြင်းကိုပြန်တွေ့ရင်ရောင်းလိုက်မယ်လို့တွေးနေရပုံအဲ့ဒီအချိန်မှာမြင်းဟီတန်းကြလို့မောင်ညိုကြည့်လိုက်တော့သူ့ရဲ့မြင်းကနွားနှစ်ကောင်ကိုအိမ်ကိုပြန်ခေါ်လာတာတွေ့လိုက်ရတယ်ဒီတော့မောင်ညိုလည်းသဘောပေါက်သွားတယ် တခိုးနောက်ကိုနွားတွေပါသွားလို့မြင်းကတခိုးလက်ထဲကနေနွားကိုပြန်ယူခဲ့တာပါလား။မောင်ညိုလည်းတခိုးယူသွားတဲ့နွားကိုပြန်ရအောင်ယူခဲ့တဲ့မြင်းကိုသဘောချသွားတာပေါ့။ငါမြင်းရဲ့လှုပ်ဆောင်ချက်ကိုမတွေ့ဘဲတစ်ဖက်သက်အမြင်နဲ့ရောင်းစားဖို့စိတ်ကူးမိတာမှာပြီ။မောင်ညိုဟာအဲ့ဒီလိုတွေ့ပြီးမြင်းကိုပို့ပြီးတော့ဂရုစိုက်ကြွေမွေးပြူစုတယ်။ဒီလိုနဲ့မောင်ညိုဝယ်ထားတဲ့မြင်းတရင်ကိုကြတော့မြင်းဝယ်ယူခြင်းတဲ့သူတွေရောက်လာတယ်။ မောင်ညိုပေးခဲ့တဲ့အတပြားတရားမကအတပြားအများကြီးပေးပြီးမျိုးကိုဝယ်ရတွေ့တော့အံ့ဩနေတာပေါ့မောင်ညိုကသူ့မျိုးကိုအတပြားဘလောက်ပေးပေးမယောင်မဲ့နေလိုက်တယ်။အဲ့ဒီအချိန်မှာရခင်ကမြင်းပိုင်ရှင်ဖြစ်သူရောက်လာပြီးမောင်ညိုကိုမိတ်ဆွေကြောက်မပြောဘူးလား။တင်အကြံဉာဏ်တော့ရင်ကြောက်ရောင်းလိုက်တဲ့မြင်းတန်မှုရှိရဲဆိုတာသိရပြီမဟုတ်လားလို့ပြောလိုက်တယ်။ဒီရောမောင်ညိုကမူလမြင်းပိုင်ရှင်ကိုမေးတယ်။မိတ်ဆွေ ကျွန်တော်မိတ်ဆွေစီကမြင်းဝယ်တော့ကခြေောက်နာလို့တင့်ထန်ပြန်လာတော့အတပြားတရားထက်တန်မိုးရှိပါလေလို့ပြောဆိုခဲ့ပါတယ်။အတင်ကမြင်းကိုအတပြားတရားထက်တန်မိုးရှိတောင်းတည်ရနေဘာကြောင့်မြင်းကိုရောင်းချရတာလဲတဲ့။ထိုအခါမူလမြင်းပိုင်ရှင်ကမိတ်ဆွေကျွန်ုပ်မြင်းကိုအတပြားတရားထက်တန်မိုးရှိပါလေလို့ပြောဆိုခြင်းကကျွန်ုပ်မြင်းကခြေောက်နာနေတော့လေစိုးသွမ်းပြီးပေကက်ကက်နိုင်၍ကျွန်ုပ်စိတ်မရွှေရောင်းချခဲ့ခြင်းဖြစ်ပါလေလို့ပြန်လည်ပြောဆိုသွားတယ်။ ။မောင်ညိုလည်းမြင်းထန်သွားပြီးမြင်းလေမင်းဟာငါ့အတွက်အမြဲတမ်းတန်ဖိုးရှိရဲ့မြင်းတကောင်ပါ။မင်းကြောင့်ငါ့ရဲ့ကုံတဲ့တဲ့ထွက်လာသလိုမင်းရဲ့ကုံတဲ့တဲ့လည်းထွက်လာပါတယ်လို့ပြောလိုက်တာပေါ့။တကိုးရီဟာမောင်ညိုထန်ကနွားကိုခိုးယူသွားနိုင်ပေမဲ့မြင်းကတိုက်ခိုက်လို့နွားမရပဲဒဏ်ရာရသွားတာကိုစိတ်မကျေနပ်ဘူးပေါ့။ဒီတော့မောင်ညိုနဲ့မြင်းကိုတတ်ဖို့လာတဲ့မောင်ညိုကတော့ပင်ပန်းလို့လို့အိမ်မောကြနေတယ်။မြင်းကသူ့တခင်မောင်ညိုအိမ်မောကြနေတာကိုစောင့်နေခဲ့တယ် တကူနဲ့ယောက်ဝင်လာတာကိုတွေ့တော့သူ့ရဲ့ခွာနဲ့ကုတ်ပြီးတော့ကြိုက်နေတာပေါ့တကူနဲ့ယောက်လည်းမြင်းကိုတိုက်ခိုက်လို့ထွက်မပြေးနိုင်မဲလဲကြသွားတယ်ဒီတော့မှမြင်းကသူ့တခင်မောင်ညိုတီအောင်လို့မြင်းဟီတန်းပေးလိုက်တယ်မောင်ညိုလည်းအိမ်မောကြနေရကထူးထူးခြားခြားမြင်းဟီတန်းကြားလို့ကြည်လိုက်တော့မြင်းရဲ့တိုက်ခတ်မှုကြောင့်ဒဏ်ရာရပြီးတော့လဲနေတဲ့လူနှုတ်ဦးကိုတွေ့လိုက်ရတယ်။အဲဒီလူနှစ်ယောက်ကသူ့ကိုတတ်ဖို့လာတာမြင်းတီပြီးတော့တိုက်ခိုက်ခံခဲ့ရတာကိုမောင်ညိုသိသွားတာပေါ့။ အဲ့ဒါနဲ့မောင်ညိုလည်းသူ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့မြင်းကိုကျေးဇူးတင်သွားတယ်။ဒီတော့မောင်ညိုကပြောတယ်။ကျွန်ုပ်ကြွမိတဲ့မြင်းဟာအရင်ကစိုးတန်းပေးခဲ့တဲ့မြင်းမှာကျွန်ုပ်မေတ္တာအကျဉ်းသားစီနဲ့ကြွမိပြုစုခဲ့လို့ကျွန်ုပ်အသက်ကိုတုံ့ပြန်ခဲ့တင်ခဲ့တာမဟုတ်လားတဲ့။အဲ့ဒီလူနှစ်ယောက်လဲမိမိရိုးစိတ်ထားမှယုံမှုကိုတီးပြီးမောင်ညိုကိုတောင်းမနေ။မောင်ညိုလဲအဲ့ဒီလူနှစ်ယောက်ကိုခွလွတ်လိုက်ပြီးသူ့အသက်ကိုကင်းနေခဲ့တဲ့ကျေးဇူးရှင်မြင်းကိုကျွေးမွေးပြုစုသွားပါတော့တဲ့ကွယ်။ ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။